အေယာဝတီတိုင်းဒေသကြီးပသိမ်ခရိုင်ကံချီတောင်မြို့အမှတ်၈ရပ်ကွယ်ပဒေါင်းပိုင်းလန်ကွန်ကရစ်လန်သစ်ဖွင့်ပွဲခန်းနာကိုဒီကနေ့မနက်ပိုင်းကအဆိုပါလန်ရဲ့မအူးရှိမှပြုလုပ်ခဲ့ရာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတမောင်ဝင်းဟောင်းတောင်ဝန်ရှိသူများနဲ့အတူဖဲချိုးဖြက်ဖွင့်လှစ်ပေးပြီးနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့တောင်ဝန်ရှိသူများထံသို့ ဒါနိတာကြီးစီပင်သားယာရေးအဖွဲ့ညွှန်ကြားရေးမှုနဲ့ကံကြီးတောင်းမျိုးနဲ့စီပင်သားယာရေးအဖွဲ့အမှုဆောင်အရာရှိတို့ကလမ်းဖွင့်ပွဲအချိန်အမှန်လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီးကွန်ကရစ်လမ်းသစ်ကိုလှည့်လည်ကြီးရှုစစ်ဆေးခဲ့ပါတယ်။ အဲဒီနောက်တိုင်းဒါကြီးဝန်ကြီးချုပ်ရဲ့ဖွဲ့ဟာရေးကြီးမျိုးနဲ့ငတိုင်းချောင်းမျိုးတောင်ကြီးဘက်ကြေးရွာရှိတောင်သူဦးကျော်ညွရဲ့စိုက်ဧက3ဧကမှာ2025-2026ခုနှစ်ဆောင်းရသည့်စီးတွက်သည့်နဲ့နေကြာစိုက်ပျိုးနေမှုများနဲ့စိုက်ဧက9ဧကမှာရေစင်း15ဒေသမျိုး2025-2026ခုနှစ်ဆောင်းရသည့်စီးတွက်သည့်နဲ့ပဲပုတ်တိုးချက်စိုက်ပျိုးရေး9ဧကစံပြစိုက်ခင်းနဲ့ဒေသမျိုးပဲပုတ်စိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီးအထွက်တိုးတဲ့ပဲပုတ် မျိုးများစိုက်ပျိုးကြဖို့ရေပေးခြင်းမြေဩဇာကျွေးခြင်း လုပ်ငန်းများကိုလည်းစနစ်ကျဆောင်ရွက်စေရို့ကိုမှာကြားခဲ့ပါတယ်။ဆက်လက်ပြီးတိုင်းသာကြီးဝန်ကြီးချုပ်နဲ့အဖွဲ့ဟာငဝန်ကြပေးရှိ2025ခုနှစ်သစ်ဆိတ်မြေဩဇာပတ်စံလျှော်မျိုးစေ့ထုတ်စံပြဆိုင်ခင်းနဲ့ပဲပုတ်ဧက20မပဲဧက80ပဲဒီစိန်9ဧကဆိုင်ခင်းများကြီးစုစည်းခဲ့ပြီးအောင်မြင်အောင်စိုက်ပျိုးစေရေးမှာကြားခဲ့ပါတယ်။ အဲဒီနောက်ငတိုင်းကျောင်းမြို့ပုံချောင်းကြီးရွာမြက်ကိုပါဖျားကြီးကျောင်းတိုက်သို့တွားရောက်ပြီးမြက်ကိုပါရုပ်ရှင်တော်မြတ်အားပန်းရည်ချံစီမီများကတ်လူပူဇော်ခဲ့ပြီးနောက်လေမျက်နာမြို့နယ်ပုံချောင်းကြီးရွာအုပ်စုမြင်းနုကျောင်းတိုက်မှမြက်ကိုပါဖျားကြီးကျောင်းတိုက်မှခိကြတည်င်းသုံးနေထိုင်တော်မူတဲ့ဆရာတော်အားဖူးမြော်ကြီးညို့ပြီးလူပွဲပစ္စည်းများဆက်ကလူတိုင်းခဲ့ပါတယ် ဆက်လက်ပြီးဒိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့အဖွဲ့ဟာငတိုင်းချောင်းမြို့မအူကုံကျေးရွာအုပ်စုစံပြကျေးရွာမှာ2025-2026ဘဏ္ဍာရေးနှင့်တမဝရမနှင့်ကျေးလက်ဖုံဖြူရေးဝန်ကြီးဌာနအသေးစားဆက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိတဲ့လက်မှုရွာစီမံကိန်းကိုတွားရောက်ကြည့်ရှုအားပေးခဲ့ပြီးဒိုင်းဒေသကြီးဝန်ကြီးချုပ်ကဒိုင်းဒေသကြီးနှင့်ပြည်내များအကြားဖုံဖြူမှုကွာဟာချက်ကျင်းပလာစေရေးဆောင်ရွက်သွားဖို့မှာကြားခဲ့ပါတယ်။ ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နယ်အဖွဲ့ဟာငတိုင်းချောင်းမြို့မဦးကုန်းကျေးရွာအုပ်စုတောင်းမှန်ကျေးရွာရှိဦးမမောင်တော်ရဲ့ဇာမနီပြစိန်နွားမျိုးတန့်မွေးမြူရေးချမ်းသွန်းတွားရောက်ပြီးမွေးမြူရေးချမ်းအတွင်ဒေသနွားမျိုးတန့်မွေးမြူထားရှိမှုကိုကြီးစုစစ်ဆေးခဲ့ကစနစ်ကြမွေးမြူစီရေးတရိษံဆွန့်ပြပစ္စည်းများနဲ့ဇီဝမျိုးစာထုတ်လုပ်မှုဈေးကွက်အတွင်ဖြန့်ဖြူးရောင်းချမှုအခြေအနေများကိုမေးမြန်းခဲ့ပြီးဇီဝမျိုးစာများတိုးချဲ့ထုတ်လုပ်နိုင်ဖို့နဲ့မြေလွတ်နေရာများမှာဇီဝမျိုးစာအသုံးပြုပြီးသီးပင် စာပေများစိုက်ပျိုးနိုင်ရေးမှာကြားခဲ့ပါတယ်အဲဒီနောက်ငတိုင်းကြောင်မျိုးရှိဝင်းအီယာဝါတူဆက်ယုံတို့တွားရောက်ပြီးဝါတူထုတ်လုပ်မှုအစဉ်စင်းတို့ကိုတွားရောက်ကြည့်ရှုအားပေးခဲ့ရာတောင်ဝန်ဖြစ်သူများကလုပ်ငန်းဆောင်ရွက်မှုအစဉ်စင်းနဲ့ကုန်ကျန်းရရှိမှုကုန်ကျော်ထုတ်လုပ်နိုင်မှုနဲ့ရောင်းချရမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့မှုအပေါ်ဒေသကြီးဝန်ကြီးချုပ်ကကုန်ချုပ်လုပ်ငန်းများပုံမိုးကျိုးကျက်ထုတ်လုပ်နိုင်ရင်ခင်မီဆက်ပစ္စည်းများအသုံးပြုနိုင်ရင်အလေးထားဆောင်ရွက်ဖို့မှာကြားခဲ့ပါတယ် ဆက်လက်ပြီးတိုက်သားကြီးဝန်ကြီးချုပ်နဲ့အဖွဲ့ဟာငတိုင်းကြောင်းမျိုးအမျိုးသားခမ်းမမှာပြုလုပ်တဲ့ဒေသခံပြည်သူများနဲ့တွေ့ဆုံပွဲခမ်းနားသို့တက်ရောက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကတိုင်းဒေသကြီးဟာခြေလက်နေလူဦးရေအများပြားပြီးစိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများနဲ့ပတ်သက်တဲ့လုပ်ငန်းတစ်ခုခုကိုအဓိကလုပ်ကင်ကြသူများဖြစ်ပါကြောင်းစီဖူလုံရေးအတွက်မြေပယ်နှံ့နေကြဆတဲ့စီရွယ်သီးနှံများအပြင်ပဲပုတ်ပဲကြီးရောနှော့ဧကတသိန်းကိုလည်းတိုးတက်စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း Global Arch Agro and Aqua Industry Public ကုမ္ပဏီ ီမိတက်ဟာစက်ယုံပထမအဆင့်တိဆောက်ပြီးစီးတော့မှဖြစ်တာကြောင့်လုပ်ငန်းလက်ပတ်ရမှာလိုအပ်တဲ့ဝန်ကြမ်းဥယျာဒါနိတာကြီးရဲ့အတွင်းမှာရှိတဲ့တက္ကသိုလ်ကောလိပ်သိပ္ပံများမှာဖွဲ့ရရှိသူများအပြင်စက်မှုစိုက်ပျိုးရေးနဲ့မွေးမြူရေးအထက်တန်းကြောင့်အောင်မြင်သူများကိုလည်းအလုတ်ခန့်ချပေးသွားမှဖြစ်တာကြောင့်ចောင်းသားចောင်းသူများအတွက်အလုတ်ကင်အခွင့်လန်းများရရှိရေးအတွက်လည်းအထောက်အကူပြုမှဖြစ်ပါကြောင်းဒါနိတာကြီးမှထွက်ရှိတဲ့ပေါ်ဆန်းအရှိရသွေးကောင်းမွန်စေရေးအတွက်ဒေသခံចောင်းသူများအနေနဲ့ဝိုင်းဝန်းဆောင်ရွက်ကြဖို့လိုပါကြောင်းနဲ့ ဓာတိတာကြီးရဲ့ brand တစ်ခုဖြစ်ဆောင်ရွက်နိုင်ဖို့လဲလိုအပ်မှာဖြစ်ပါကြောင်းအမှားစကားပြောကြပြီးဓာတိတာကြီးဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများဟာဒါကန် တောင်သူများအားမျိုးစေ့ချကရိယာ drum cedar ဓမြင့်ဩဇာနေကြာမျိုးစေ့ပဲပုံမျိုးစေ့မြေပန်းမျိုးစေ့များကိုပေးရခဲ့ပြီးဓာတိတာကြီးဝန်ကြီးချုပ်ကသက်ဆိုင်ရာတာဝန်ရှိသူများနဲ့ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်ဒီသတင်းကိုပသိမ်သတင်းဌာနခွဲကပေးပို့ထားတာဖြစ်ပါတယ်ရှင်